ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မယ်ကမ္ဘာအနုမြူသတင်းဘတ်ဖိုရမ်2025 World Atomic Week Forum 2025တို့တက်ရောက်ရန်အတွက်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်နဲ့မြန်မာအစ်မြင့်ကိုယ်စားလှယ်ဖွဲ့ဟာ ဒီနေ့မနက်ပိုင်းမှာအထူးလေရင်ဖြင့်နေပြည်တော်တမတော်လေးစိတ်မှထွက်ခွာခဲ့ပါတယ်။နိုင်ငံတော်ယာယီတမတော နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်အသားရေးကော်မရှင်ဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့အားကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ကော်မရှင်ဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေကော်မရှင်အဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတမ်မကြီးမစ္စတာအစ်စကန်ဒာအက်ဖ်စီဆောကာဝေးဦးစည်းချုပ်ရုံးမှအစိုးရတက်မတော်အရာရှိကြီးများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုမြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ ်တန်ယုံစစ်တန်ယုံတို့မှတာဝန်ရှိသူများကလေစိတ်မှပို့ဆောင်နှုတ်ဆက်ကြပါတယ်။ပြည်ထောင်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်းမူ တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်ဦးကော်မရှင်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ဦးညံထွန်းဦးကုကုလွင်ဒေါက်တာမျိုးသိန်းကျော်ဒေါက်တာသက်ခိုင်ဝင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်ကာကွယ်ဦးစည်းချုပ်ရုံးမှအဆင့်မြင့်တက်မတော်ရရှိကြီးများဒုတိယဝန်ကြီးများစစ်ဘက်နယ်ဘက်မှတာဝန်ရှိသူများခီးစဉ်မှလိုက်ပါသွားခဲ့ကြပါသည် အဲ့ဒီနောက်ပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါလာတဲ့အထူးလေရင်ဟာရုရှားဖက်ဒရေးရှင်းနိုင်ငံ Nova Civis မြို့တမရချေဗာလီစိတ်မှခိတရင်နာခဲ့ရာ Nova Civis ဒေတာအုပ်ချုပ်ရေးမှူး Mr. Tranipcock Andre Alessandrovich နဲ့တာဝန်ရှိသူများကလီစိတ်မှကျူးစုနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီနောက်ပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့် Nova Civis Data အုပ်ချုပ်မှုတို့ဟာလေစိတ်ဧကမ်းမဆောင်မှတွေ့ဆုံပြီးပူးပေါင်းဆောင်ရွက်မှုများတွုံးမြင့်ဆောင်ရွက်နိုင်၏အတွက်ဆက်လက်ဆောင်ရွက်သွားနိုင်မယ့်အခြေအနေများနဲ့ပတ်သက်ပြီးယင်းဤပွင့်လင်းစွာညင်ချင်းဖလဲဆွေးနွေးခဲ့ကြပါသည်အဲဒီလိုတွေ့ဆုံဆွေးနွေးစဉ်မြန်မာနိုင်ငံမှာအသင့်ပြင်ဆင်လာတဲ့ မြမရိုးရအစားအစာဖြစ်တဲ့လက်ဖက်အုပ်လက်ဖက်ရည်အသင့်ချက်ပြုတ်လာတဲ့ငတ်တလောင်ပေါင်းတို့ဖြင့်တည်ခင်းအဲ့ခံခဲ့ရာ Nova Civic Data အုပ်ချုပ်မှုနဲ့အဖွဲ့အစည်းများကမြင်ရှက်စွာသုံးဆောင်ခဲ့ကြပြီးပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌကမြမရိုးရစားတောက်ဖွဲ့ရများနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးမှာပြည်ထောင်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့် Nova Civis Data အုပ်ချုပ်မှုတို့ဟာလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ခဲ့ကြပါသည် အဲ့ဒီနောက်ပြည်တော်စုတမရမြန်မာနိုင်ငံတော်ယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့အစည်းများဟာရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့သို့အထူးလေရင်ဖြင့်ဆက်လက်ထွက်ခွာရာနိုဗာဆေးဗစ်ဒေတာအုပ်ချုပ်မှုနှင့်အဖွဲ့ဝင်များကပို့ဆောင်နှုတ်ဆက်ကြပါသည် အဲ့ဒီနောက်ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာညပိုင်းမှာမော်စကိုမြို့ရှိဗန်နက်ကာဘာပြည်ပဆိုင်ရာလေဆေးသို့ရောက်ရှိကြရာရုရှားဖက်ဒရေးရှင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးမစ္စတာအန်ဒရီရူတန်ကိုနဲ့တာဝန်ရှိသူများရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံတမ်မတ်ကြီးဦးတလင်းအောင်မြန်မာစစ်တမ်းကြီးရည်လီ ဝမ်မူးချုပ်ကျော်စိုးဦးကလိုက်လဲနှွေးထွေးစွာကျူးစွနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ